ဒီချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တကယ်ကျွန်တော်ကိုအခု2025အချိန်20အတွက်နောက်ထပ်ဖိုင်ဆက်လေးတစ်ခုနဲ့ထပ်ပြီးမိတ်ဆက်ပေးတင်ပါဒီဆက်လေးကဒီတစ်ပတ်အတွက်ကျွန်တော်စတုဒ္ဒမြောက်တင်တဲ့ဖိုင်ဖြစ်ပါတယ်နော်အခုဒီကနားဆိုင်ကတော့ဘလူးရက်ဆက်ပဲထွက်ထွက်မျက်စိသုံးမိပြီးတော့ဒီကနားမျိုးကတော့ ဖုံးတဲ့နဲ့လို့ကျွန်တော်ယူဆရနော်အဲ့ဒါလေးကျွန်တော်တစ်ချက်ချင်းပြပြမယ်သူရဲ့ဖြစ်စဉ်ကဘယ်ရဆရလို့သူကဟိုကလန်ဒါဆဟိုဘက်အဝေးကြီးတွေမှာတော့အဝေးကြီးတွေတော့မဟုတ်တော့ဘူးနော်ဒီဘက်ဒီ2025ကနေစတင်တော့ဘူးနော်ဒီဆယ်နဲ့အတွင်းနော်ကပ်ပင်လို့ပြောလို့ရတယ်ပေါ့သူစခင်တာသူပထမသူတည်ပြီးတဲ့ကဏ္ဍပေါ့နော်သူကဏ္ဍဖွက်ထားတဲ့ဟာကိုကျွန်တော်စပြီးတော့ပေါ်ထုတ် မှာနောင်နှလုံးကနက်ခတ်နော်ခွာပေါင်းခြင်းလေးပြီးရင်ဒီမှာနောင်နှလုံးလေးနောင်နှလုံးတစ်ဆွဲတဲ့အဲ့လိုတည့်ပြထားတယ်နော်နောက်တွဲနက်ခတ်ခွာပေါင်းခြင်းလေးပြီးရင်နောက်လေးနောက်တစ်ဆွဲအဲ့ဒီနှစ်သုံးခုပြန်ထုတ်နော်နောင်နှလုံးနောင်နှလုံးကနက်ခတ်ခွာပေါင်းခြင်းလေးပြီးရင်နောင်နှလုံးလေးနောင်နှလုံးတစ်ဆွဲနော်ဟုတ်ပြီအဲ့ပုံစံတိုင်းနော်ဒီ2012 2012ကိုတစ်နှစ်ကျော်ရင်တစ်နှစ်ကျော်2014 နော်2014မှာအဲ့ပုံစံနဲ့ပြန်မလာခင်းတော့ဆိုတော့ဒီမယ်နောက်တွဲနှစ်ခါနော်နောက်တွဲနှစ်ခါလို့ဖြစ်ပြီးရတယ်အခွာပေါင်းခြင်းလေးခွာပေါင်းခြင်းလေးပြီးရင်သူ့ရဲ့စောင်းမှာနောက်နှလုံးလေးနောက်နှလုံး30ဒီကဏ္ဍကိုထုတ်နော်ဒါဒုတိယနော်ဒါပထမဒါဒုတိယ2012နော်2012တနှစ်ကျော်2014တနှစ်ကျော်2016 2016မှာလည်းဆက်ကြည့်လိုက်နော်2016မှာ ်ထောက်ဆက်ကြမှာဒီမဲ့နောက်တွဲကနှစ်ခါခွာပေါင်းခြင်းလေးပြီးရင်နောက်နှလုံးလေးနောက်နှလုံး30ဒီကောင်ကိုထုတ်နော်အား6ပြီနော်အဲ့တော့သုံးခုပေါ့နော်ဒီ2015မှာထွက်တဲ့နှစ်သုံးခုနော်အဲ့ကောင်ကနောက်နှလုံးလေးနောက်နှလုံး30ဆောင်းနာဒီဖြစ်စင်နော်ခွာလေးပြီးရင်တစ်နှစ်ကျော်2019အဲ့တော့ဆက်ဖို့မှာကြတော့ပဲအကောင်လုံးဆိုဒီ9တိတ်ကိုနောက်လုံး30နောက်လုံး4ပြီးရင်အခွားလေး နော်ဒီမှာနောက်ခက်ပြီးရင်2019နော်ဒါတတိယဖြစ်စဉ်အဲ့ဒီတတိယဖြစ်စဉ်ကဒီမှာနောက်နှလုံး30နော်နောက်နှလုံး၄ခွာပေါင်းခြင်း၄နောက်တွဲနောက်ခက်နော်ဒီဒီ3ဒါတတိယဖြစ်စဉ်ဟုတ်ပြီအဲ့ကြတော့ကျွန်တော်နှစ်သုံးခုနော်ဓာတုပရမဒီကနမြုပ်ထားတဲ့မြုပ်ွက်လေးကိုကျွန်တော်ပေါ်ထုတ်လိုက်တာနော်ဟုတ်ပြီကဲဟုတ်ပြီနောက်ဒုတိယလေးဝက်ချက်ကဘာလို့ဆိုဒုတိယလေးဝက်ချက်က ဒီနှစ်သုံးခုကိုပြန်ထုတ်ဖို့အတွက်နော်နှစ်သုံးခုကိုပြန်ထုတ်ဖို့အတွက်ဟုတ်ပြီအဲ့ဒီနှစ်သုံးခုကိုပြန်ထုတ်ဖို့အတွက်နှစ်နှစ်ကြုံပါနော်တစ်နှစ်နှစ်နှစ်ကြုံပါအပူးခွအပူးခွကလည်းဒီပဲတစ်ချိန်နော်အပူးခွကလည်းတစ်ချိန်လာပြီနောက်တစ်ခါတစ်ချိန်လာနှစ်ချိန်ဟုတ်မလားသုံးချိန်သုံးချိန်မြောက်အပူးခွကိုကျွန်တော်ဒီမိုရောင်နဲ့ share ပေးထားတယ်ဟုတ်ပြီနော်ဒီကျွန်တော်နှစ်သုံးခုကိုပြန်ထုတ်ခြင်းတဲ့အတွက်နှစ်နှစ်ကြုံပါ အပူခွားတစ်ချိန်နောက်ထပ်အပူခွားတစ်ချိန်ဟုတ်ဒီမဲ့တစ်ချိန်ဒါ၃ချိန်မြောက်၃ချိန်မြောက်အပူခွားအဲ့ဒီကောင်ကိုကျွန်တော်ဒီမော်ရောင်နဲ့ share ပေးထားတယ်အဲ့တက်တရမြောက်အပူခွားကိုပရိဖြစ်ရကိုပရိဘာလို့ဖြစ်ရမလို့ဆိုတော့ဒီပထမဆုံးပူသောကဏ္ဍနော်ပထမဆုံးအပူခွားကဏ္ဍ99ခုလေအပူရကဏ္ဍကိုဖယ်ရအပူရကဏ္ဍကိုဖယ်ရရင် နော်ငါးနှလုံးကိုဖယ်လိုက်ကူးကျင်တယ်အဲ့ဒီကူးဟာနော်ဒုတိယအပူခွတတိယအပူခွဆိုရင်အဲ့ကောကူးပရိညာထွက်ရတယ်နော်ကူးပရိညာထွက်ရဟုတ်ပြီအဲ့ဒီကူးပရိညာထွက်တာတဲ့ဒီတစ်တစ်ခွန်ကိုကျွန်တော်နော်တစ်တစ်ခွန်ဟာနော်အဲ့တစ်တစ်ခွန်ကိုဘယ်ဘယ်မှာပြန်ထုတ်နော်ဒီတစ်တစ်ခွန်အရင်လာအဲ့တစ်တစ်ခွန်ဟာနောက်နှစ်နော်နော်ဒီဘက်နှစ် တစ်ခွန်လေးထိတ်ခွန်လေလေးခွန်ရှိတွေ့လေးခွန်ရှိတွေ့ဒီမဲ့လေးခွန်ရှိတွေ့နော်လေးခွန်ရှိတွေ့ပါလို့ဖြစ်တော့ဘူးသူ့ရဲ့ဘေးမှာကျွန်တော်မဝိုင်းထားလို့သူ့ရဲ့ဘေးမှာအပူးခွကနေမရှိဘူးလေဗောဗျာနော်အပူးခွကနေရှိဘူးဒီ၄၇အတွဲဟိုဘာနဲ့ပေါက်တယ်၆နဲ့ပေါက်တယ် သူ့ရဲ့အပေါ်ကိန်းတစ်လုံးနဲ့ပေါက်တယ်။သုံးရသုံးရ6လို့6တစ်လုံးနဲ့ပေါက်၄၀ခုတူ6နဲ့ပေါက်။နော်။အိုက်ကောင်ထွက်ပြီးတော့မှနော်။အိုက်ကောင်ရဲ့ဘေးမှာပါထွက်တာ။ပူးခွားပဲတည့်ပူးခွား။အဲ့ဒီတည့်ပူပွားပဲရအပေါ်ကဒီ3ခုတည့်တွေကတလုံးကအောက်မှာလာပူးတာအဲ့ဒီဒီမှာလာပူးပြီးတော့မှဘေးကို1 2 3 4မှာတစ်ခွန်တည့်ဆိုတော့ကောင်းပတ်ပြန်ကြတာ အိုက်တခွန်တဲဆိုတဲ့ကောင်ကြပြီးပြီဆိုမှအစောနထုတ်ရှင်တဲ့၃ခုနှစ်ကအောက်မှာစက်တက်လိုက်ထွက်တာနော်ဒါပထမဖြစ်စဉ်နော်အစအနေဖြင့်ရှင်းပြမယ်နော်နောက်တွဲနက်ခါခွာလေးနောက်နှလုံးလေးနောက်နှလုံး၁၀ဒီနှစ်၃ခုကိုထုတ်မှာအိုက်ကောင်ထုတ်ဖို့အတွက်နှစ်နှစ်ကျော်မှာအပူခွဒါပထမအပူခွဒါဒုတိယအပူခွအဲ့ဒါတတိယအပူခွတတိယအပူခွ၉ပြိတ်ဖြစ်ရမယ်ဘာဖြစ်လို့တော့ ပထမဘူးခွားရဲ့နော်ဘူးရဲ့ကနန်းကိုဖယ်လိုက်ပြန်တဲ့ကိုအဲ့ဒီကိုဟာနော်ဒီပထမအဘူးဒုတိယတတိယဘူးမှာကိုပဋိလို့ဖြစ်ရမယ်ဒီမှာတစ်တစ်ခွန်ဆိုဒီမှာအဘူးခွားနဲ့ကိုပဋိပေါ့နော်သူ့ရဲ့တပင်ကျော်ကဒီပေါင်းခြင်းကိုကြည့်လိုက်၃နေ၁တွေ၈တွေနော်အဲ့ဒီကတလုံးပူးတယ်ဆိုလဲပြောလို့ရတယ်နော်ဒါတိုက်ဆံမှုတွေကိုကျွန်တော်ပြောပြမယ်ဒီတစ်တစ်ခွန်ရဲ့တပင်ကျော်မှာဒီနောက်နှလုံး၁ ဘုံဘုံရှိနေလုံးတော့အခွားရှိအဲ့၃ရက်၁ရက်ရှိရတခုခုပေါ့နော်အဲ့ကောင်ပူပြီးတော့မှဟာဒီငါးနှလုံးကိုဖယ်လိုက်ကြံတဲ့ကူကကိုးပရိနေအဲ့တတိခွန်ကိုပြန်ထုတ်မယ်တတိခွန်ကိုဘယ်မှာထုတ်မလဲဒီဘက်နဲ့လေးထိတ်ခွန်ကိုလည်းလေးခွန်ရှိတွေ့နော်လေးခွန်ရှိတွေ့အမလေးခွန်ရှိတွေ့ဒီလေးခွန်တွေဖြည့်တွေ့ပါလို့ကြားဘေးမှာအပူခွာရှိရှေ့ဘူးပေါ့ဗျာရှေ့ဘူးလို့ပြောလေရတယ်မဝိုင်းတော့ဘူးနော်လေးခွန်ရှိတွေ့ ဒီမှာအကြတဲ့အပိတ်ကသူ့ရဲ့အပေါ်ကတလုံးမှာသူ့ရဲ့ဘေးကိုပဲပါဆက်ကြတော့ဘူးဘွားကြအဲ့ဒီဘူးဘွားအပေါ်ကကနမ်းမဖြစ်ရတိတဲ့တိဘူးဘွားကြတယ်သူ့ရဲ့ဘေးကနေ1 2 3 4เนาะသူ့ရဲ့ဘေးကနေ1 2 3 4မှာ1 1ဆိုတော့ဟောနာကျွန်တော်တို့ကြီးခဲ့တဲ့3ချိန်မြောက်ဘူးရဲ့1 1ဆိုတော့ကနဟာဟောနာဒီ4ခွန်ဒလို့ဘူးဒလို့ဘူးဘေးကနေ1 2 3 4

အကောင်ထိုးဖို့အတွက်နော်တစ်နှစ်နှစ်နှစ်ကျော်ဒီဘက်နဲ့ဘူးခွပထမဘူးခွဒုတိယဘူးခွတတိယဘူးခွတတိယဘူးခွလေးလေးချောင်းလေးပရိတ်နဲ့ဘာဖြစ်လို့တော့ပထမဘူးခွပါခွန်ခွန်လေးခွန်ခွန်လေးဆိုတော့ပူရက်ကောင်ဖယ်လိုက်ပြန်ကြံတာပါကြံလို့လေးကြံတယ်အဲ့ဒီကြံသောလေးဟာပထမဘူးဒုတိယတတိယဘူးမှာလေးပရိတ်နဲ့ထွက်တာ

ရိတ်ရိတ်ခွန်လည်းပါလို့ကြာသူ့ရဲ့ဘေးမှာတွေ့တာဥဖကနမ်းမယ်ရှေ့ဘူးပဲရှေ့ဘူးဖြစ်ပြီးမှဒီ၄၀ခွန်အတွက်ကြာသောနာလိုပဲအပိတ်အပိတ်ကဒီအပေါ်ကတလုံးမဲ့အလဲတိုင်းကပြီးရင်သူ့ရဲ့ဘေးမှာအပူဖပဲနဲ့၃၃နှစ်ဆိုတော့ဒီ၃ပူပဲအပေါ်က၃မဲ့နော်အဲ့လိုဖြစ်ပြီးတော့မှသူ့ရဲ့ဘေးကနေတပင်တပင်သုံးပင်လေးပင်မှာသွားနာ၄၄၆ဆိုတဲ့အဲ့ဒီသုံးကောင်မြောက်အပူခွားဆိုတဲ့၄၄၆က အဲ့ဒီအဲ့ဒီလေးခွန်အပူအပူဘေးရနေ1 2 3 4 5 6အဲ့ဒီ4 4 6လို့ကြာပြီးတော့မှဆောနာဒုတိယဖြစ်စဉ်နောက်နှလုံး၄နောက်နှလုံး30 9 5 10ဆိုတော့အဲ့ဒီ4 4 6ရဲ့အအောင်ဆက်တိုက်လိုက်ကြာတော့နော်ဟာလားပြောင်းမဖြစ်စဉ်အာ2 3ခုဟာလားဒုတိယဖြစ်စဉ်9 1ခုနော်အဲ့လိုပဲမှ1 1ခုပြောင်းမဖြစ်စဉ်အဲ့ဒီ4 4 6ဒုတိယဖြစ်စဉ်နော် ကဟုတ်တတိယဖြစ်စဉ်သွားတတိယဖြစ်စဉ်ဆန်ကဆက်ခွန်ဆက်ကူတတိယဖြစ်စဉ်ကပြေကုန်ဒီမှာနောက်နှလုံးလေးနောက်နှလုံး30နော်အဲ့မဲ့အခွားလေးနောက်တွဲနှစ်ခတ်ထုတ်ရမယ့်ကောင်ကဒီအဲ့ဒီ၅လျှောက်တည်းဆိုတော့ပတ်တယ်ထုတ်ပါကဲခုနလိုပါနှစ်နှစ်ကျော်မှာတနေ့နှစ်နှစ်ကျော်ဒီဘက်နဲ့နော်ဒီဘက်နဲ့အဆောက်တက်နှစ်ဆောက်တက်ဒီမှာပထမအပူ เนาะปฐมภูภูกว่าดุริยภูกว่าဒီကောင်တတိယภูกว่าကိုကျွန်တော်ဒီမှာလေးမောင်ရောင်နဲ့ဝိုင်းပြထားတယ်เนาะခုနလိုပဲကြည့်မယ်ပထမภูกว่าဘာภูกว่าကိုภูกว่าလားကိုနှလုံးภูกว่าလားကြံသောကဏ္ဍဘာတစ်ပဲကြံတတိယမြောက်တတိယမြောက်ထွက်မယ်ภูกว่าကဏ္ဍတစ်ပြိဋ္ဌိဖြစ်တယ်ဒါပထမကောင်ဒါဒုတိယကောင် အမတတရကောင်ကတစ်ပရိတ်ဖြစ်ရမယ်။သူ့ရဲ့တပင်တက်လိုက်ခြေချောင်းနောက်ကငါနော်ခွာငါနောက်ကခြေချောင်းပေါင်းချင်းချောင်းငါဆိုတော့6နဲ့9နဲ့ပူတော့တစ်ပရိတ်ဖြစ်ရမယ်။နော်ခြေရဖြစ်စင်နေတာ။အဲ့ဒီ669အရင်ပြန်ထွက်မယ်။နော်669ပြန်ထွက်မယ်။ဘယ်တိမ်မှထွက်မှာနောက်နှစ်နော်နှစ်စာနေကြည့်အောင်။နောက်နှစ်နှစ်စာ၄ခွန်ရှိတွဲ။ လေးခွန်ရှိတယ်နော်သူအဲ့လိုလျှို့ဝှက်ချက်တွေနဲ့ဖွဲ့ထားတာလေးခွန်မရှိတယ်နော်လေးခွန်ရှိတယ်ဘာလို့ဆိုသူ့ရဲ့ဘေးမှာတွေ့လားပူဖောက်နေတာရှိဘူးနော်အဲ့ဒီလေးခွန်ရဲ့နောက်ပိတ်ကနအပေါ်ကောင်အဲ့ဒီလေးခွန်ရဲ့ဘေးမှာလည်းရှေ့ရပုံစံဒါမျိုးဒီမှာအပူဖောက်ဖြစ်ရအဲ့ဒီချိန်အပေါ်က6ကအောက်မှာပလာကူးတာ ပြီးတော့မှသူ့ရဲ့ဘေးကနေလေးပင်ဆင်လာ1 2 3 4ဆိုတော့6 9 6ဆိုတော့ပေါ့အဲဆိုတော့တတိယမြောက်ပြည်6 9 6ကဒီနေရာမှာလာကြလေးခုရဲ့တနည်းကျော်1 2 3ဒီမှာလာကြပြီးတော့မှနောက်ဆုံးထွက်ရမယ့်ပုံမှာ5 4 6ဆိုတော့အဲဒါတတိယဖြစ်စဉ်အတွဲလိုက်ထူကနန်းနေနော်ဒီနားလေးတွေကတ်ပြီးတော့လုပ်အဲဒီလောက်သူငယ်ချင်းနေရှင်းပြီနော်ဒီကနန်းမျိုးကဘုံတင်လားမဘုံတင်လားဆိုတော့နော် ပထမဖြစ်စဉ်ကသူကကနန်းကိုဒီနောက်တွဲနှက်ခအခွာလေးနောက်နှလုံးလေးနောက်နှလုံး30ဒီကောင်နဲ့ဖွဲ့ထားတယ်ဒီနှစ်သုံးခုနော်နောက်တစ်နှစ်ကျော်တော့2010 2010ခုမှာလည်းအဲ့လိုပဲနော်နောက်နှလုံးလေးနောက်နှလုံး30အခွာလေးနောက်တွဲနှက်ခနော်ငါတိတ်ဘူးနော်ဒါကနောက်2010နော်ဒီမှာနောက်နှလုံးလေး နော်နောက်နှလုံးလေးနောက်နှလုံးတစ်ထည်ဒီမှာဖွာလေးနောက်တွဲနှက်ခါသူအဲ့လိုဖွဲ့နော်ကနောင်းအဲ့လိုဖွဲ့ပြီးတော့မှဆောင်းတာဒီနှစ်သုံးခုံတူထောက်ရှင်တော့နှစ်နှစ်ကျော်မှာအပူခွနော်ဒီမှာအာငါကူပထမကောင်နော်နောက်ဒုတိယကောင်တတိယကောင်တစ်တစ်ခုံအဲ့ဒီတစ်တစ်ခုံကိုဘယ်ချိန်မှာပြန်ထုတ်မလို့နောက်နှစ်ခုံနော်ဘယ်ချိန်မှာမှမထွက်ဘူးသူကဒီ၄ခုံရှိတယ်နော်၄ခုံရှိတယ်လို့ထွက်ပြီးတော့ တစ်နှစ်ကျော်တစ်နှစ်၃လေးမှာအဲ့ဒီတစ်ခွန်တစ်ခုပြန်ထုတ်တယ်ပြီးတော့မှသောနာဒီနောက်နှလုံး၄နောက်နှလုံး၃၀အဲ့ဒီနှစ်၃ခွန်မှာတစ်ခွန်တရောက်လိုက်ထွက်တာနော်ဒုတိယဖြစ်စဉ်မှာလည်းအဲ့လိုပဲဒီ၅တစ်ကိုထုတ်ခြင်းတော့နှစ်နှစ်ကျော်မှာဘူးခွတစ်ချိန်နှစ်ချိန်သုံးချိန်ဖြစ်တော့ခဏ၄၄၆အဲ့ဒီ၄၄၆ကိုဘယ်ချိန်မှာထုတ်မှာနောက်နှစ်နော်နောက်နှစ်ကိုအဲ့ဒီ၄ခွန်တွဲအဲ့ဒီ၄ခွန်ရှိပဲရဲ့ဖေးတစ်နှစ်ကျော်လိုက် ပြန်တင်းနဲ့တောင်းလေးအဲ့ဒီနေရာမှာလေးလေးချောက်လာထုတ်တယ်အဲ့ဒီတတရမြောက်အပူခွာလေးလေးချောက်နော်အဲ့ကောင်ထုတ်ပြီးရောမဒီရောနာ95တက်အဲ့ကောင်နောင်နောင်လုံးလေးနောင်နောင်လုံးတစ်စဲအဲ့ဒီ95တက်ခုအဲ့ဒီအပူရဲ့အောက်လာထုတ်တယ်နောက်ဆုံးပူရမယ့်ကောင်ကဒီကောင်နော်နောင်နောင်လုံးလေးနောင်နောင်လုံးတစ်စဲဒီနားချောက်လေးပူရဘယ်ဒီမှာပို့မှာအဲ့ကောင်နော်အဲ့ကောင်ဒီလေးလေးချောက်တစ်နှစ်ကျော်ဒီမှာ ဘူးဟာတစ်ကျင်းနှစ်ကျင်းသုံးကျင်းမြောက်၆ရက်အိုက်ကောင်ထွက်ပြီးမှဘယ်ကျင်းမှာထွက်မှာအိုက်ကောင်နောက်နှစ်ကိုနော်နောက်နှစ်နှစ်ဆောင်ကြည့်လိုက်၄ခွန်ရှိတွဲပြလား၄ဒီမှာ၄ခွန်ရှိပဲအဲ့ဒီ၄ခွန်ရှိတွဲကိုတစ်နှစ်ကျော်လိုက်တင်းနှစ်၃၄မှာ၆၉၆ပတ်လို့ဆိုပြလားဒီနားလေးမှာလာစုပြီလားနော်ပြီးတော့မှအမှ၅၄၆ဆိုပြီးထွက်ဒီဘက်မှာအပူးထွက်တော့က စထွက်တဲ့ဘူးတွေကိုလေ့လာကြည့်လိုက်။ငါးဘူးနော်။ငါးဘူးလို့ထွက်ပြီးမှကျန်တဲ့ဘူးဟာတတိယမြောက်ကဘူးပရိ။ဒီမှာစထွက်တဲ့ဘူးဟာခွန်ဘူး၊ငါးဘူးခွန်ဘူး။အဲ့ခွန်ကိုပဲလဲကျန်သောလေးဟာကျန်တဲ့လေးဟာတတိယမြောက်ဘူးခွန်ဟာလေးပရိနဲ့ပြောတာပထမငါးဘူးဒုတိယဒုတိယဖြစ်စဉ်မှာခွန်ဘူးတတိယဖြစ်စဉ်မှာတွေ့လားငါးခုခုဘူးကိုးဘူးအဲ့ဒီကိုးဘူးကကြံနေတဲ့ကဏ္ဍ1အဲ့ဒီ1ကတိပရိဖြစ်ရမယ် ပထမဘူးကဒုတိယဘူးကတတိယဘူးကသူကအဲ့လိုတွေဖြစ်ပြီးတော့မှဘောနာကျွန်တော်တို့နောက်နှလုံးလေးနောက်နှလုံး30ကြီးခဲ့တဲ့ဘုံခုနှစ်တို့ဘူးငါတင်တို့ငါးလေးလျှောက်တို့ကဒီမှာလာကြသူရဲ့ဘောမှာတစ်ခွန်၄လေးလျှောက်669 696เนาะဒီကောင်းတွေကိုပို့ခဲ့ပြီးတော့မှာเนาะဒီကောင်းရဲ့ဘေးကနေတနှစ်တနှစ်သုံးလေးလေးခွန်တွဲเนาะဒီကောင်းရဲ့ဘေးကနေတနှစ်တနှစ်သုံးလေးလေးခွန်တွဲ ီကောင်းရဲ့ဘေးကနေတနေ့တနေ့တုံးလေးလေးခွန်တွဲပြီးတော့မှသောနာတီနှစ်သုံးခွန်လို့အာတိကူအာလျှောက်လေးတို့ကအဲ့ဒီအစိမ်းအောင်အောင်မှလိုက်ကြတာဒီမှာကျွန်တော်ငားလေးလျှောက်လို့တဲပေးတာဘာလို့တဲပေးတာလဲဆိုတော့ဒီမယ်ဒီထိတ်နဲ့အလယ်နဲ့ဟာရှစ်နောက်ပိတ်သုံးလုံးဟာရှစ်အဲ့လိုလေးညီးတယ်နော်ထိတ်နဲ့အလယ်နဲ့ရှစ်နောက်ပိတ်သုံးလုံးရှစ်ရှစ်ပြီးရင်ဒီမှာ၄နဲ့၅နဲ့9နောက်ပိတ်သုံးလုံး9နော်ရှစ်9 69ပြည့်30 64နဲ့30 66 60အားတို့တော့96တစ်ခွက်သေးဆိုပြီးเนาะဒီကဏမျိုးတွေကစတိုက်တွန်းနှစ်ခုနှစ်ခုတည်လာတဲ့အတွက်ဘလို့အဖြစ်မျိုးပဲဖြစ်ဖြစ်ဘလို့ရသက်ပဲထွက်ထွက်ဒီကဏမျိုးကတော့ဝုန်းဝုန်းတင်နေကဲမိတ်ဆွေစင်ငယ်ညီများအားလုံးကံကောင်းကြပါစေခင်ဗျာ